ို့လည်းစိတ်မပါဘူးခန္ဓာကိုယ်ကြီးရလဲညောင်းချီညာပဲဘယ်မှလည်းတွားခြင်းစမရှိဘူး active လည်းမဖြစ်ဘူးနှုံးနေမျက်နှာပေါ်မှာလည်းရေချောင်းသေးလေးရလဲထွက်လာ န္ဓာကိုယ်ကလည်းအသားရင်မွေးချောက်ချောက်နဲ့ဟာကျေရအောင် trip ကဘလူလူရဲ့ trip တင်တော်လဲဆိုရင်အမျိုးသားရောအမျိုးသမီးရောအရင်ဆုံးအသက်30ပတ်ချာလဲသမားတွေပေါ့နော်အဲ့မှာမှာအသားရည်မြင့်နွမ်းနေသူတွေနောက်တစ်ခါကျတော့မွေးချောက်ချောင်နဲ့ healthy skin ပေါ့နော်ဒီလိုဆူဆူကြည်ကြည်ဝန်းဝန်းလေးမဖြစ်နေတဲ့သူတွေနောက်တစ်ခါနေရောင်နဲ့ကိုခဏခဏသွားရတယ်နေပူထိတယ်ပေါ့နော်ဒီ sun exposure ပေါ့နေရောင်ကြောင့်မလို့အသားရည်ပျက်စီးရများတဲ့သူတွေဥမာ cough ရိုက်တဲ့သူတွေမှာဆိုလို့ရှိရင်လည်းဒီ internet youtube trip ကတင်တော်တယ်နောက်တစ်ခါကျတော့မျက်နှာအသားရည်မှာရေချောင်သေးသေးလေးတွေပေါ်လာတာမျိုးနောက်တစ်ခုကအဲ tinted လေး တွေမဲ့ချက်ကလေးစပြီးဖြစ်လာရဲဆိုလို့ရှိရင်ဒီလိုလူတွေမှာလည်းဒီ internet youtube ကစပြီးတော့မှထိုးတင်နေပေါ့နော်အဲ့တော့သူကဘာတွေကောင်းတာလဲဘာကြောင့်ထိုးတင်တာလဲဆိုလို့ရှိရင်သူ့ရဲ့မှာကဒီအရေးပြားတစ်ခုပေါ့နော် inside out လို့ခေါ်တာပေါ့ခန္ဓာကိုယ်အတွင်းကနေအပြင်ကိုတစ်ခုလုံးဒီ healthy well being ဖြစ်အောင်ပြုလုပ်ပေးနိုင်တဲ့အပြင်ကထုတ်ထားတဲ့ stem cell ပါတယ်အဲ့တော့အရွယ်တင်နုပြိုစေုံသာမကပဲနေသူကလူပါပို့ပြီးတော့ဟိုကျမ်းမာတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲဒီ whitening ပေါ့ whitening ဆိုတာအဓိက brightening effect ကိုလည်းပေးတယ်ပြီးတော့ detox ဆန့်ကျင်သဘောလည်းပြုလုပ်ပေးတယ်ဘူတာတိုင်အောင်မှာ high dose ပါတယ်နောက်ပြီးတော့ခန္ဓာကိုယ်ရဲ့ဒီလောလောကူကူပင်မနွမ်းနေနေတဲ့သူတွေမှာဆိုလို့ရှိရင်လည်းပဲဒီ drip ကထိုးသင့်တယ်သူ့ရဲ့မှာကြတော့ multivitamin ပါတယ်အဲကြောင့်မလို့ထိုးပြီးတာနဲ့ ဒီနှစ်ရက်သုံးရက်အတွင်းမှာလမ်းဆန်းလာတယ်ပို့ပြီးတော့မှကိုက productive ဖြစ်လာတယ်ဆိုတဲ့ feeling ကိုခံစားရလိမ့်မယ်။နောက်ပြီးတော့သူတွေမှာဒီကျွန်တော်တို့ ingredient တစ်ခုပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ခနာကိုယ်ထဲမှာရှိတဲ့အမဲကိုလေသူက short ချပေးတဲ့အပြင်မှာအမဲအစ်စ်ထပ်မထွက်အောင်လေသူကဒါစီပေးတယ် ဆိုတော့အဲ့ဒီ action ကြောင့်မလို့ပဲလူရဲ့ skin ကပိုပြီးတော့မှ healthy brighter skin ကိုရလာတာပေါ့နော်။နောက်ပြောတဲ့ရဘာတွေပါလဲဆိုတော့အခြားဒီ antioxidant ပေါ့ detox ဆန့်ကျင် potent လို့ခေါ်တဲ့အားပြင်းတဲ့ detox ဆန့်ကျင်ပစ္စည်းအများကြီးတော့ရောဆက်ပြီးတော့မှထိုးပေးရတဲ့အတွက်ကြောင့်အာလှဖို့အတွက်ပဲမဟုတ်ဖ ೇನೆ well being လို့ခေါ်တဲ့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပါသူကလှုပ်ဆောင်ပေးနိုင်တယ် အဲ့ဒီ internal youth drip တမျိုးရင်းနဲ့တင်ကိုက skin ကဝင်ဝင်ကြည်ကြည်နဲ့ healthy skin နဲ့ဖြစ်လာမယ်။ပြီးလောလောကူကူပင်မန်းလွယ်တဲ့လူတွေမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ငတ်ခံနိုင်လာတယ်။ကိုကူကူပို့ပြီးတော့မှ productive ဖြစ်တယ်ပေါ့နော်။လုံနိုင်စွမ်းပို့မြင့်လာတယ်လို့ခံစားရတယ်။နောက်တစ်ခုကအရွယ်တင်မှုပြိုလာတယ်။အရေးချောင်းတိတိလေးဆိုတိတိတားယော့သွားတယ်။လက်နက်မှာရှိတဲ့အမဲဆက်တွေတင်းတိတ်တွေကစယော့သွားတာကိုမြင်ရလိမ့်မယ်။အဲ့တော့ okay ဒီစီးကဒီလောက်ကောင်းနေပေါ့နော်။ဆိုတော့ ဒီတော့ကောင်းတဲ့ဆေးမှာ side effect ရှိလားသိချင်ကြမှာပေါ့နော်ဆိုတော့ side effect တော့ရှိရဲ့အကိုရဲ့ရှိရဲ့ဆိုတာကဘယ်ဆေးမဆိုပေါ့နော် even paracetamol ရာမှာပဲ side effect ရှိကြတယ်သူရဲ့ side effect ကဘာရှိလဲဆိုတော့အဓိကအသေးမကောင်းတဲ့သူတို့ကြောက်ကမကောင်းတဲ့သူတွေမှာဆိုလို့ရှင်တော့ဒါကတော့မထိုးပေးဘူးတဲ့နဲ့ side effect ကတော့မရှိသလောက်တော့နည်းတယ်တခုရှိတာကသူကဒီပေါ့နော်ကြောက်ကကနေဆွန့်ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့ရေတော့များများတောက်ပေးရမယ် အဲ့တော့ရင်တောက်တာနေတယ်ဆိုလို့ရှိရင်မဖြစ်မလဲဆိုတော့ခန္ဓာကိုယ်ကဒီဆီးရဲ့အရှင်လည်းကောင်းကောင်းမပြနိုင်တယ်လို့ဒီဆီးကိုဆုံးထုတ်ဖို့အတွက်ကိုလည်းခက်ခဲဖြစ်တာမျိုးပဲဖြစ်နိုင်တယ်။တကယ်နဲ့ကြီးကြီးမားမား side effect ရှိလားဆိုရင်တော့အဲဒေါက်တာတို့အခုထိုးပေးတဲ့ဒီဆီးတွေရဲ့ dose ကလူတစ်ယောက်အတွက်လိုအပ်တဲ့ recommended dosage အတွင်းမှာပဲထိုးပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ side effect ကတော့မရှိသလောက်နေပါတယ်။နောက်တစ်ခုကဒီဆီးရဲ့ additional benefits အနေနဲ့ဆိုလို့ရှိရင်ဒီဆီးက immune လည်းကောင်းစေတယ်။အဲ့တော့အကူကလွတ်လပ်ကူကူနဲ့အဲဖြားတာအနာတာမဖြစ်တော့ဘူးပေါ့နော်ခုခံအားပိုကောင်းလာမယ်။ အဲ့တော့ဒီဆေးထိုးလို့ရှိရင်မနေ့ကျိန်မှာတိတာလာမှာလေပေါ့နော်ဆိုတော့သူ့ရဲ့ပရိုတိုကောက၅ကျိန်ရယ်၁၀ကျိန်ရယ်ရှိရယ် တချို့ခဏကကောင်းကောင်း response လုပ်နိုင်တဲ့သူဆိုလို့ရှိရင်၅ချိန်မှာလည်းအရင်ကောင်းတဲ့ result မြင်ရပြီ။အဲ့တော့တိတာတဲ့ result ကိုပထမ၁ချိန်၂ချိန်မှာလည်းစပြီးခန်းစားရမယ်။တချို့ response နည်းနည်းနှေးတဲ့ဆိုတဲ့သူတွေမှာတော့၃ချိန်မှာစပြီးတော့ဒီ say ရဲ့ result ကိုမြင်ရတာတော့ရှိနေပေါ့နော်။အဲ့တော့၁ချိန်နဲ့၁ချိန်ဘယ်လောက်ချာမှာလဲပေါ့။ဆိုတော့ပထမ၅ချိန်ကတော့ကောင်းတာတော့ဒေါက်တာတို့ကတစ်ပတ်ချာတစ်ပတ်ချာတစ်ပတ်ချာနဲ့၅ချိန်ထိုးလိုက်ပြီးတော့ result ကောင်းနေပြီဆိုတော့အဲ့မှာရက်လို့ရတယ်။မဟုတ်ဘူးနည်းနည်းပို့လို့ခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ထပ်၅ချိန်ထပ်လို့လိမ့်မယ်။အခါကြရင်တော့နှစ်ပတ်ချာနှစ်ပတ်ချာနှစ်ပတ်ချာနဲ့၅ချိန်သွားလို့ရပါတယ်။အဲ့တော့ဒီ say ရဲ့ result ကဘယ်လောက် က်တာခံပါလေပေါ့ဆိုတော့တယောက်နဲ့တယောက်ပေါ်တော်မူတည်ရဲ့အကိုဟောတောက်တာများတယ်လို့အရေးပြတ်တာများလို့ရှင်တော့အာ3လ4လလောက်နေတော့ဈေးရနည်းနည်းရောက်သွားလိမ့်မယ်ပေါ့နော်အရှင်ကအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့ဈေးအရှင်က6လလတိခံနိုင်တယ်အဲ့တော့ကိုကဒီကြားထဲမှာပေါ့နော်ကိုနည်းနည်းပင်ပန်းလိုက်တယ်ခေးပိုင်းသွားလိုက်တယ်ဆိုလို့ရှင်ဒီဈေးအရှင်ကိုမရော့ချင်ရင် maintenance အနေနဲ့တစ်ချိန်လောက်လာခင်းရုံတော့ပါတယ်ကျေးဇူးပါတော့ဒါရယ် treatment လေးယူလေယူပြီးတော့လေတကယ်ကိုနှစ်ပေးရဲ့ order ဆေးလိုပဲခွင့်ပြုပါဦးဗျာ အခုပြောသလိုနက်ပေးတဲ့ဩဒရဟာစီလာမဟုတ်ပြင်မယ် Glam Beauty Clinic ရဲ့ဆောင်ပုဒ်လေးလို Kick Common Big Glam ဆိုတဲ့အတိုင်းအားလုံးကိုစိုးရိမ်ပူပန်မှုမရှိပဲပိုတောက်ပါစေချင်တာကတော့ကျမတို့ရဲ့ရည်ရွယ်ချက်ပါပဲ